လူလူချင်းတဏှာရာဂစိတ်တွေဖြစ်လာပြီဆိုရင်အတုပတင်ညာနဲ့ဖယ်ရှားပါတဲ့ရှင်စရာကောင်းတာတွေကိုတွေးလိုက်ပါ လူရဲ့ဘဝလူရဲ့ခန္ဓာကိုယ်ခန္ဓာသူခန္ဓာအလုံးဟာမတ္တရိဆရာတွေဆဆုပ်ဆရာတွေကိုတွေးပါတဲ့ဒါဟုတ်အတုပ အတုပဘာဝနာဆိုတာဆဆုံယွန်ရှားပွဲတွေကိုတွေးတော့ဆင်ញင်မှုကိုဆွလို့တယ်ပေါ့ပကတိအနေထားနဲ့ကြည့်မယ်ဆိုရင်ဘယ်သူမှမွေးကြိုင်တဲ့နှစ်သက်ဆရာကောင်းတဲ့အနံ့ဆိုတာမရှိဘူး အလုံးဟာပုတိကာယလို့ဆိုတဲ့အတိုင်းပဲမကောင်းတဲ့အနတ်နေထွက်နေတာအကြည့်ပဲအဲ့ဒါကိုရှင်မိုးချိုးတန့်စင်ဖိလိပြုပြင်ထားတဲ့အခါမှာဖုံးကွယ်ထားလို့ကောင်းတဲ့အနတ်ရှိတဲ့ရောင်ရောင်ဖြစ်နေတာတကယ်ကတော့မျက်စိကထွက်တာပဲဖြစ်ဖြစ်နားကထွက်တာပဲဖြစ်ဖြစ်နှာခေါင်းကထွက်တာပဲဖြစ်ဖြစ်ပါးစပ်ကထွက်တာပဲဖြစ်ဖြစ် ခန္ဓာကိုယ်ကထွက်လာတဲ့အရာဘယ်အရာမှမှွေးကြိမ်ပြီးတော့တင်ထားစရာမရှိဘူးအလုံးဟာရှင်းစရာအတိတ်သာဖြစ်တယ်နောက်ဆုံးမှ အပြင်းမှကြည့်လိုက်ရင်လည်းဆံပင်မှွေးညင်းခြေသက်လက်သက်သွားအရေးဆိုတာခန္ဓာကိုယ်နဲ့တွဲဖက်ထားပြီးတော့လှအောင်ပြင်ထားတော့လှသလိုထင်ကြတယ်ဆံပင်ဟာကောင်းဘောကကျွတ်သွားတာနဲ့တပြိုင်နက် ထမင်းကွက်ထဲရောက်လာရင်ယွံ့ရတာပဲလေခေါင်းပေါ်မှာရှိတုံးကတော့ကောင်းနေထင်တယ်စားစရာခွက်ထဲစပင်းမြီးတခုပါလာရင်ဆက်ဆုပ်ကြတယ်ယွံ့ကြတယ်ထို့တူပဲမွေးညင်းတို့လက်သေးချိန်သေးရလည်းပဲလက်နဲ့တွဲနေတဲ့အချိန်မှာအလှပြင်ထားတော့လေလက်ကနေပြီးဖြတ်ထုတ်လိုက်တာနဲ့တပြိုင်နက်တံမိုးမရှိတော့ဘူးလှရဲဆိုတာမရှိတော့ဘူး သွားဆိုတာလည်းထုတ်တူပဲသူနေရသူနေသေးရင်တော့လူတွေကအသုံးချပြီးတော့လှောက်အောင်ပြင်ကြတယ်သွားကိုနှုတ်ပြီးတော့ထားလိုက်ပြီးရှင်ဘယ်သူမှသိမထားတော့ဒီသွားကြီးကိုအဲ့တော့လိုက်ပြီးတော့ကိုစဉ်းစားမိသလောက်တွေးကြည့်လိုက်လို့ရှင်ခန္ဓာကိုယ်ရဲ့ယွန်ရှားဆက်စုပ်ဖွဲ့တွေကိုတွေးလိုက်ပါမြတ်စွာဘုရားက မာဂဏီဆိုတဲ့ပုံနေမလေးအကြောင်းနဲ့ပတ်သက်ပြီးတော့တမဟာဖြင့်လူတွေကမာဂဏီဟာ အသားကြီးပုံပန်းတဏအလွန်လှအလွန်ချောတဲ့အခါကြတော့အပေါ်ရန်ကြည့်မယ်ဆိုရင်အော်လှလိုက်တာချောလိုက်တာ လို့ထင်ရသော်ဘုရားကအပေါ်ရန်မကြည့်ဘဲနဲ့အတွင်းထီအောင်ကြည့်လိုက်တဲ့အခါဘယ်လိုမေ့ရှိတယ်ဆို ကိမေဝိတံမௌဒကရိတပုံဏံကျင်ကြီးကျင်ငယ်တွေနဲ့ပြည်နေတယ်လို့ပြောလိုက်တာရှိရောဇာကဥတ္တိပီပြောလိုက်တဲ့သဘောပဲအပေါ်ရန်ကြည့်ရင်တော့လှတယ်အတွင်းကြည့်လိုက်မယ်ဆိုရင်ကျင်ကြီးကျင်ငယ်တွေမကောင်းတဲ့အနတ်တွေပြည်နေတယ်လို့ပြောတယ်အဲ့ဒါကိုပြောတာအတုပတင်ညာဆိုလူပေါ်မှာတွေ့တာသိရှိလိုက်လို့ရှင်အတုပတင်ညာနဲ့ဖယ်ရှားလိုက်ပါ ဲလိုချင်တဲ့လောဘအတွေးတွေဟာပျောက်သွားပါလိမ့်မယ်ဒါလက်တွေ့စမ်းကြည့်ပေါ့ကွာနော်လက်တွေ့လုံးရမှာဖရတရားတော့ပျောက်မပျောက်ကွာလက်တွေ့လုံးကြည့်အလုံးဟာမသရိစရာနေထားတွေရှိတယ်ဆိုတာကိုတွေ့တာလာတာနဲ့တပြိုင်နက်အဲ့ဒီအတုဘတင်ညာဆိုတာတွေ့တော့ပြီးတော့ခဏကတွေ့တာတဲ့ အတွေးတွေကိုဖယ်ရှားပြလိုက်ပါတဲ့